မင်္ဂလာပါခင်ဗျရေကောက်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်ကောင်စီတက်ကလုံမဲ့အတုရောင်ရွေးကောက်ပွဲဟာဥပဒေကြောင့်အရာတရားမဝင်တဲ့အတွက်ဂဲညူကလုံးဝလက်မခံဘူးလို့တရားဝင်ကြေညာလိုက်လို့အဲ့ဒီအတုရောင်ရွေးကောက်ပွဲမှာပါဝင်မဲ့သူတွေဟာအစိတ်ပင်ရေလောင်းတဲ့တမိုင်းတရားခံတွေဖြစ်လိမ့်မယ်လို့လေဂဲညူကတတိပေးလိုက်ပါတယ်ဒင်းနိုင်တိုင်းပုတ်ပြင်းမြို့နယ်အတွင်းဝင်ရောက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဂျန်နီပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခြင်းမို့အတွင်း စစ်ကောင်စီဘက်က G2 ဗိုလ်မှူးအပါဝင်စစ်သားအယောက်20ဝန်းကျင်ကအသေးသေးတိတ်ကုန်ကြပြီးတဲ့နောက်သူတို့စစ်သားမပါအလောင်းတွေကိုတည်ပြီးပြန်ဆုတ်ပြေးသွားကြတယ်လို့ GNU ကတရားဝင်ထုတ်ပြန်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖတ်စစ်ကောင်စီတက်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲဟာဥပဒေကြောင်းအရတရားမဝင်တဲ့အတွက် GNU ကလုံးဝလက်မခံဘူးလို့တရားဝင်ကြေညာလိုက်သလို့ အဲ့ဒီအတူရောင်ရွေးကောက်ပွဲမှာပါဝင်မဲ့သူတွေဟာအစိတ်ပင်ရေလောင်းတဲ့သမိုင်းတရက်ခန့်တွေဖြစ်လိမ့်မယ်လို့လေ GNU ကတတိပေးလိုက်ပါတယ်။ဒါကတော့ဒီကနေ့ဩဂုတ်လ26ရက်နေ့မှာ GNU ကအချက်9ချက်ပါတဲ့အချက်ဖက်စကောင်းစီအတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်တဲ့ကြီးညာချက်9ချက်ကိုထုတ်ပြန်လိုက်တာပါ။အဲ့ဒီကြီးညာချက်ထဲမှာပထမဦးဆုံးပြောထားတာကတော့လက်ရှိအချက်ဖက်စကောင်းစီတက်ကပြုတ်လုံးမဲ့အတူရောင်ရွေးကောက်ပွဲဟာဥပဒေကြောင်းအရတရားမဝင်တဲ့အတွက် GNU ကလုံးဝလက်မခံဘူးလို့တရားဝင်ပြောလိုက်တာပါ။ ဒါပြင်လက်ရှိစစ်တပ်ကလုပ်မဲ့အတုရောင်ရွေးကောက်ပွဲဟာအခုအချိန်မှာပြည်သူတွေအားလုံးပါဝင်နိုင်တဲ့အခြေအနေမှာမရှိပဲသူတို့စစ်တပ်ကလူတလူအပြည့်ထုတ်မဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်ဖြစ်တာကြောင့် GNU ကဒါကိုလုံးဝလက်မခံဘူးလို့ဆိုထားပါလေစစ်တပ်ကအခုလိုတနိုင်ငံလုံးမလွှမ်းခြုံနိုင်တဲ့ရွေးကောက်ပွဲကိုလုပ်ဖို့ဖုတ်ဘူးမိတိုက်အတင်းကျပ်စီစဉ်နေတာဟာလေမြန်မာနိုင်ငံမှာသူတို့ရဲ့စစ်အာဏာရှင်စနစ်ကိုတတ်ဆိုးရှည်အောင်လုပ်နေတာဖြစ်ပြီးဒါဟာလက်ရှိမြန်မာနိုင်ငံရဲ့အကြက်အတဲအတွက်အပြည့်မဟုတ်သလို့ အဲ့ဒီလိုသူတို့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကြောင့်ပဲဒီတွင်မှာပဋိပက္ခတွေပုံမပြင်းထန်လာမဲ့အပြင်ဒေတာတွင် မတည်ငြိမ်မှုကိုပါဆက်လက်ဖြစ်ပေါ်လာမှာဖြစ်တယ်လို့ GNU ရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။ဒါအပြင်အခုလိုဥပဒေကြောင့်အရာတရားမဝင်တဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲမှာပါဝင်မဲ့သူတွေဟာအစိတ်ပင်ရေလောင်းတဲ့တမိုင်းတရားခံတွေဖြစ်မဲ့အပြင်ပါဝင်မဲ့နိုင်ငံရေးပါတီတွေဟာလည်းဒါဟာမတရားမှန်တိတိကြီးနဲ့အဲ့ဒီအတုရောက်ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်မှုကြောင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ်သက်တည်ဆောက်မှုအတွက်အဟံအတားဖြစ်စေတယ်လို့လည်း GNU ရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်တကယ်တကယ်လက်ရှိမြန်မာနိုင်ငံရဲ့အကျပ်အတည်းနဲ့ပဋိပက္ခတွေအဆုံးသတ်နိုင်မှုဆိုရင်ဒိုင်းအင်းသားတွေနဲ့အဖွဲ့အစည်းတွေအားလုံးသဘောတူညီတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေအသက်ကိုရေးဆွဲပြီးမှအားလုံးတူတူကပါဝင်ပြီးကျင်းပတဲ့ရွေးကောက်ပွဲကသာမြန်မာနိုင်ငံရဲ့ပဋိပက္ခတွေကိုအဆုံးသတ်နိုင်မှာဖြစ်တယ်လို့လည်း GNU ကတရားဝင်သတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ တင်းတိုင်းတိုင်းပုတ်ပြင်းမြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြောဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုကျန်းလေးပူပေါင်းတက်တွေကကြားဖြတ်တက်ခိုက်ချင်းမမှုအတွဲစေကောင်စီဘက်က G2 ဘုံမှုအပါဝင်စစ်သားအယောက်20ဝင်းကျင်ကအသီးသီးတိတ်ကုန်ကြပြီတဲ့နော်သူတို့စစ်သားမတားအလောင်းတွေကိုတဲပြီးပြန်ဆုတ်ပြေးသွားကြတယ်လို့ဂျန်ယူကနေတရားဝင်ထုတ်ပြန်လိုက်ပါတယ်ဒါကတော့ဩဂုတ်လ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲဒင်းတိုင်းတိုင်းပုတ်ပြင်းမြို့နယ်မှာလင်ညာဘက်ကဝင်ရောက်လာတဲ့အချက်ဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုကျန်းလေးပူပေါင်းတက်တွေက ထောင်ယုံကျေးရွာအနီးအရောက်မှာကြားပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်က G2 ဗိုလ်မှူးအပါဝင်စစ်သားအယောက်20ဝန်းကျင်ကအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်အထိနာသွားတဲ့စစ်ကောင်စီတပ်သားတွေဟာသူတို့စစ်သားမပါအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုစစ်ကားတွေနဲ့တဲ့ပြီးစစ်ကြောင်းလိုက်ကိုပြန်ဆုပ်ပြေးသွားကြတယ်လို့ GNU ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။လက်ရှိတင်းသာရီတိုင်းမှာဒေါ်လာ1တရွေထိန်းချုပ်ထားတဲ့နေမြေတွေကို စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ခြင်းနဲ့အတွက်မြေပြင်စစ်ကြောင်းထိုးတာတွေလာလာလုံနေပြီမဲ့ဒေါ်လန်အေးတပ်တွေရဲ့တက်ခိုက်ချင်းမှုမှုတွေကိုသာခံရပြီးစစ်တပ်ကပြန်ပြန်ဆုတ်ပြေးသွားရတဲ့အခြေအနေတွေဖြစ်နေတယ်လို့လေဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာလေမန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာစစ်ကြောင်းထိုးလာပြန်တဲ့အချက်ဖတ်စစ်ကောင်စီတပ်ကို ဒေါ်လန်ရေးပူပေါင်းတက်တွေကကြပြတ်တက်ခိုက်ချင်းမမှုအတွေ့စစ်ကောင်စီတပ်သား၁၀ဦးဝင်းကျင်ကတော့အတိအသေးကုန်ကြပြန်တဲ့အပြင်တနက်၃လက်နဲ့ဒရုန်းပစ်လက်နက်အပါအဝင်ခဲရအချုပ်ကူပါတင်းစီရရှိထားတယ်လို့လူတို့ကြီးမျိုးနဲ့ပကပရဲ့တာဝန်ခံကရင်ုံခစ်တိကိုပြောပါတယ်ဒါကတော့အောက်လန်၂၀ရင်းကပဲလူတို့ကြီးမျိုးနဲ့အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ပူစော့ထီးတွေပါရစစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတက်တွေကမလန်ချေရွာပတ်မှာကြပြတ်တက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခတ်မှုအတွင်စစ်ကောင်စီတပ်သား၁၀ဦးဝင့်ချင်ဟာပြစ်ခတ်မှုတွေကြားမှာပဲအတုံးယုံတိတ်ကုန်ကြတာကိုမြင်တွေ့ရပြီးနောက်ထပ်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းဟာအထိနာပြီးတော့ပြတ်ဆုပ်ပြေးသွားကြတယ်လို့နဒိုးကြီးမြို့နယ်ပကပတာဝန်ငယ်ကပြောထားပါလိမ့်အဲ့ဒီနောက်တိုက်ပွဲဖြစ်ပွားရာနေရာကနေ MA1 တနက်နှစ်လက်ငချင်းမီတလက်ဒရုန်းပစ်လက်နက်တလက်နဲ့ခဲရန်အချို့အပြင်တခြားဆက်ဆက်ပစ္စည်းတွေကိုပါတော်လိုင်းတပ်တွေကတင်းစီရရှိခဲ့တယ်လို့ ဒရိုးကြီးမြို့နယ်ပကမတာဝန်ခံကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ရခိုင်ပြည်နယ်မှာအချက်ဖက်စကောင်စီတပ်ကပြည်သူတွေကိုဘုံကျဲတပ်ဖြတ်နေပြီမဲ့အရကတတော်အေကတော့ပလောက်ဝခိုင်မှာဖန်စီရမိထားတဲ့စစ်ကောင်စီတပ်သား73ဘန်းတွေကကလေးငယ်တွေပါပါတဲ့စစ်သားမိသားစုဝင်54ဦးကိုလူသားချင်းစာနာမှုအရပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်။ဒါကတော့အောက်လ25ရက်နေ့ကပဲပလောက်ဝခိုင်မှာအရကတတော်အေက တိုက်ပွဲတွေအတွင်းဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သားစစ်တုံးဘန်းတွေတဲကကလေးငယ်တွေပါပါတဲ့စစ်သားနဲ့ရဲတုံးဘန်းမိသားစုဝင်စုစုပေါင်း44ဦးကိုလူသားချင်းစာနာမှုအရာပြန်လွတ်ပေးလိုက်တယ်လို့သိရပါတယ်အခုလိုအာခါတတော်အေးကဖမ်းဆီးရမိထားတဲ့စစ်တုံးဘန်းတွေကိုပြန်လွတ်ပေးမှုဟာဒါနဲ့စု6ချိန်မြောက်ဖြစ်ပြီးစုစုပေါင်း73,800နီးပါးကိုပြန်လွတ်ပေးပြီးဖြစ်တယ်လို့လည်းသိရပါတယ်ဒါကလည်း တိုက်ပွဲအတွင်းဖမ်းဆီးရမိထားတဲ့စစ်တုံးဘန်းတွေတဲကပြန်လွတ်ပေးလို့ရတဲ့တုံးဘန်းတွေကသာပြန်လွတ်ပေးတာဖြစ်တယ်လို့လည်းအာရခတတော် AA ရဲ့တာဝန်ရှိသူတွေကပြောထားပါသေးတယ်။အဲ့ဒီလို အာရခတတော် AA ကလူသားချင်းစာနာမှုအနေနဲ့တိုက်ပွဲတွေအတွင်းဖမ်းဆီးရမိထားတဲ့စစ်တုံးဘန်းတွေတဲကကလေးငယ်တွေပါပါတဲ့စစ်သားမိသားစုတွေကိုပြန်လွတ်ပေးခဲ့ပြီမဲ့အချက်ဖတ်စစ်ကောင်စီတပ်ကတော့သူတို့ရဲ့ထုံးစံအတိုင်းဩဂုတ်လ25ရက်နေ့ညပိုင်းကပဲရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ကဒိုင်းကြီးကျေးရွာကိုလေနဲ့ဘုံကျဲတိုက်ခိုက်သွားမှုကြောင့် လိငယ်တွေအမျိုးသမီးတွေအပါအဝင်ရသပြည်သူ12ဦးအထိတေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူ24ဦးထပ်မင်းကဒဏ်ရာရရထားသေးတယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချင်းဖတ်စစ်ကောင်စီတပ်ကတရားနယ်လေးထိန်းချုပ်ထားတဲ့မိုးကုံမြို့အရှိပိုင်းကိုလေနဲ့လာပြီးထပ်မံဘုံကျဲတိုက်ခိုက်သွားပြန်တယ်လို့ဒေသခံပြည်သူတွေကရငုံခစ်တဲ့ကိုပြောပါတယ်ဒါကတော့အော်ဂလနဆန်9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအချင်းဖတ်စစ်ကောင်စီတပ်က TNL ထိန်းချုပ်ထားတဲ့မိုးကုံမြို့အရှိပိုင်းမှာရှိတယ် စီပင်တရားရက်ကွက်ကိုလေနဲ့လာပြီးဘုံကျက်တက်ခိုက်သွားပြန်နေဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ပြည်သူတို့အုပ်တန်ရရထပြန်တယ်လို့နေအိမ်လေးလုံးလည်းပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အဲ့ဒီလိုဂျပန်စစ်ကောင်စီတပ်ကမိုးကုံမြို့မှာရှိတဲ့ရတပြည်သူတွေကိုပိတ်မထားပြီးဘာတိုက်ပွဲမှမဖြစ်ပဲရည်ရွယ်ချက်ရှိရှိလေကြောင်းတက်ခိုက်မှုတွေလုပ်နေတဲ့အတွက်ဒေသခံတော်တော်များများလည်းစစ်ရှောင်သွားကြတာမျိုးတွေရှိတယ်လို့ တချို့လဲအကြောင်းမျိုးမျိုးကြောင့်မြို့မှာနေနေတာမြို့လဲရှိပါတယ်လို့မိုးကုတ်မြို့ကပရိုက်တာအဖွဲ့ဝင်တအူးကပြောထားပါသေးတယ်။အချမ်းဖတ်စက်ကောင်စီတက်ကတော့ DNA ထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်လုံခြင်းနေတဲ့အတွက်ဒီုံနိုင်ငံကနေ PR ပေးခိုင်းတာရောတဖက်မှာလဲမြေပြင်ကနေစစ်ကြောင်းထိုးတာတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေရမှာအခုဆို DNA ထိန်းချုပ်ထားတဲ့မိုးကုတ်မြို့ကိုရတပ်ပြည်သူတွေနေမှန်းတိတ်တိတ်ကြီးနဲ့ဘာတိုက်ပွဲမှမဖြစ်ပဲတဖက်တကြီးလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေမှုတွေကြောင့် ယဒပီတူတိဆုံမှုတွေနဲ့နေအိမ်အဆောက်အုံထိခိုက်ပျက်စီးမှုတွေလည်းမြင့်တက်နေတယ်လို့ဒေတာတွင်သတင်းအရှင်မီကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာလည်း DNA သိမ့်ပိုက်ထားတဲ့ကြောင်မဲမြို့နယ်ကနောင်ပိန်ကျေးရွာပေါ်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ကသူတို့ရဲ့ထုံးစံအတိုင်းပိတ်မိနေတဲ့ပြည်သူ6ဦးကိုပါပစ်တက်လိုက်တဲ့အဖြစ်ပြည်သူပိုင်ပစ္စည်းတွေကိုလည်းစစ်သားတွေကစိတ်ကြိုက်ခိုးယူနေကြတယ်လို့ဒေတာကန်ပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဩဂုတ်လ23ရက်နေ့ကပဲ ကြောင်မင်းမြို့နယ်ကနောင်ပိန်ကျေးရွာဘက်မှာတော်လန်ရိတ်တပ်တွေနဲ့အချမ်းဖက်စစ်ကောင်စီတပ်အကြတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးအချမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲတွေကနေနောင်ပိန်ကျေးရွာတဲကိုဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီအချိန်ကျေးရွာတဲကပြည်သူတွေလည်းထွက်ပြေးကြရမှာစစ်ကောင်စီတပ်သားတွေကပြည်သူတွေကိုတနက်နဲ့လိုက်လံပစ်ခတ်တပ်ဖြတ်မှုကြောင့်ပိတ်မိနေတဲ့ပြည်သူ6ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ဒါအပြင်နောင်ပိန်ကျေးရွာတဲရောက်နေတဲ့အချမ်းဖက်စစ်ကောင်စီတပ်က ပြည်သူပိုင်နေအိမ်တွေထဲမှာရှိတဲ့တံပိုးရှိပစ္စည်းတွေနဲ့လူသုံးကုန်ပစ္စည်းတွေကိုပါရက်ကွက်တစ်ကကားစည်းကိုယူပြီးတအိမ်ဝင်တအိမ်ထွက်စိတ်ကြိုက်လိုက်လံခိုးယူတဲဆောင်နေကြတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီနောင်မင်းကျေးရွာတဲ့ဝင်ရောက်သွားတဲ့အချက်ဖက်စကောင်စီတက်နဲ့တော်လန်ရေးတက်တွေအကြတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးအဲ့ဒီလိုတိုက်ပွဲဖြစ်နေတဲ့ကြားကစစ်ကောင်စီတပ်သားတချို့ဟာရက်ကွက်တစ်ကကားနဲ့ပြည်သူပိုင်ပစ္စည်းတွေကိုလိုက်လံခိုးယူနေကြတဲ့အတွက်စစ်ကောင်စီတပ်ဟာ နိုင်ငံတနိုင်ငံရဲ့စစ်တပ်အဆင့်မဟုတ်ပဲမြေပြင်မှာဆိုဘာအဆင့်တမ်းမှမရှိပဲခိုးဆိုးလူရဲ့တပ်ဖြတ်နေတဲ့တကိုးတမျှလူတက်ဂိုင်းအဖွဲ့စည်းတတ်တတ်တာဖြစ်နေပြီလို့လေဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာအခုတခါဆက်ချင်တာကတော့ထိုင်းနိုင်ငံကချနာပူရီခရိုင်တော်တွင်းတနေရာမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားအယောက်တရာကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရရှိထားပြီးအဲ့ဒီသူတွေကိုမြန်မာနိုင်ငံပြန်လဲလွှဲပြောင်းมาဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါလိမ့် ဒါကတော့ဩဂုလ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းနိုင်ငံကချနာပူရီခရိုင်အတွင်းမှာရှိတဲ့တောတဲ့တနေရာမှာထိုင်းနိုင်ငံဒေဂိုတရားမွေးဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားအမျိုးသား62ဦးနဲ့အမျိုးသမီး38ဦးတို့ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုဖမ်းဆီးရမိထားတဲ့မြန်မာနိုင်ငံသားအယောက်တရာထဲမှာလူငယ်အမျိုးသားအမျိုးသမီးတွေအများစုပါဝင်နေပြီးသူတို့ဟာမြန်မာနိုင်ငံရဲ့နေရဒေတာအသီးသီးကနေရောက်လာကြတဲ့သူတွေဖြစ်တယ်လို့ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့လာကြတာ ဖြစ်တယ်လို့လည်းဆိုထားပါတယ် ဒါပေမဲ့အဲ့ဒီမြန်မာနိုင်ငံသားအယောက်တရာမှာစာရွက်စာတမ်းအထောက်အထားတစ်စုံတရာမရှိဘဲထိုင်းနိုင်ငံဒဲကိုဖျားသုံးစုဘက်ကနေတဆင့်တော်လန့်အတိုင်းတရားမွေဝင်ရောက်လာတာဖြစ်တဲ့အတွက်ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့တာဖြစ်ပြီးအဲ့လိုဖမ်းဆီးထားတဲ့မြန်မာနိုင်ငံသားအယောက်တရာလုံးကိုမြန်မာနိုင်ငံကိုပဲပြန်လည်လွှဲပြောင်းမှာဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်လက်ရှိမြန်မာနိုင်ငံမှာအကြမ်းဖက်မင်းအွန်လိုင်းခေါင်းဆောင်တဲ့စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်တိုင်းပြည်စီးပွားရေးကြဆင်းမှုတွေနဲ့အတူ အလောက်ကိုင်းရှားပါမှုတွေအပါဝင်ပြည်ရင်းပဋိပက္ခတွေဂျာမန်အထွေထွေစက်တဲမှုတွေရင်ဆိုင်နေရတဲ့လူငယ်တွေဟာစစ်ကောင်စီရဲ့စစ်မှုထမ်းကိစ္စနဲ့အတင်းအကျပ်စစ်သားစုဆောင်ဓာတ်တွေပါခံနေရတဲ့အတွက်ပြည်ပထွက်ခွာမှုတွေများပြားလာနေရမှာအင်းကြီးထိုင်းနိုင်ငံကိုပါနီလန်မျိုးစုံနဲ့ဝင်ရောက်မှုတွေမြင့်တက်နေပြီးထိုင်းအာဏာပိုင်တွေကလည်းတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကိုဖမ်းဆီးရရှိမှုတွေဟာစက်တိုက်ဆိုးတလို့ကိုဖြစ်ပွားနေပါတယ်ခင်ဗျာ ုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ငယ်ပါ